ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျမြန်မာကွစ်ရီ channel ကနေပြန်လည်ပြီးတော့ဂျိုဆိုလိုက်ပါတယ်ဒီနေ့မှဆက်လက်ပြီးတော့တင်ဆက်ပေးသွားဖို့ရှိတာကတော့အယူသူတော်နှင့်ရွာဦးထိတ်ကလက်ပံပင်းဇလန်းပဲဖြစ်ပါခင်ဗျအားလုံးပဲ ready ဖြစ်ဒီနေ့ season လေးကိုစလိုက်ကြအောင်ပါခင်ဗျရွာရဲ့နာမည်ကတော့စန်းသားပဲဘေးစရာရှားလို့ရွာဦးတဲ့ဗျာဘယ်နဲ့လို့နာမည်ကြီးမှမသိဘူးလို့ဒါဖေတော့ခံယူမိပြောမယ်သာပြောတာပါဒါဖေကရွာဦးသားမှရွာဦးသားစစ်စစ်လိုက်သမား ရွာဦးသားစစ်စစ်တို့ထုံးစံတဲ့ရွာထိပ်ကလက်ပတ်မင်းကြီးအောက်မှာအချင်းမြုပ်ခံခဲ့ရသူပါတခြားရီတော့ကလေးမွေးရင်အချင်းကိုနေထက်လွန်းတဲ့စနေသားဆိုရင်နန်း200ရောက်အောင်လေကိုင်းစီဗုဒ္ဓဦးသားဆိုအနောက်တောင်တောင်ရက်အဲ့လိုတွေအတိုင်အတွက်ချက်တွေနဲ့မြုပ်ကြတာဒါဖေးရွေးရွာမှာတော့ဒါမျိုးမရှိပါဘူးရွာဦးရဲ့ဘယ်နေရာဘယ်တောက်မှာပဲကလေးမွေးမွေးကလေးမွေးပြီးဆိုတဲ့အချင်းကိုရွာထိပ်ကလက်ပံမင်းအောက်စီမှာသွားပြီးတော့မြုပ်ကြတယ်။ဘယ်ရနေဘီလိုဖြစ်လာလဲဆိုတော့ပြောပြရင်လည်းပါဇက်ရာဆွေးတစ်ခုခါလေးရှိနေပြန်သေးတယ်။ တချိန်ကရွာအိုကိုစပြီးတော့ဒီခဲ့သူကဥအိုဆိုတဲ့သူပါရွာအိုတေကာစမှာရေကန်မြေကန်အကောင်းတော့ဟိုကဒီကပြောင်းရွှေ့လာကြိုင်းနဲ့အောက်ပြည်ရက်ကပြောင်းလာတဲ့ဒေါ်ဖွားစိန်ဆွေလက်တဲ့အမေကြီးတယောက်ကအဲ့ဒီလက်ပံမင်းကြီးအောက်မှာနေရာယူပြီးတော့အင်္ဂလိပ်ဆောက်လို့တီးကြနေတယ်တဲ့ဒေါ်ဖွားဆရာလက်တဲ့ပညာတွေမှာကအဆုံးပညာကိုလည်းတက်ပြန်သေးတယ်လို့ဆိုတယ်လက်တဲ့ပညာမှာလည်းတော်တော်ထက်တယ်ဒါကြောင့်လည်းဘလို့ပဲဖြစ်ဖြစ်ရွာအိုထဲမှာတော့တခြားလက်တဲ့တွေရှိပြီမြေချင်းမွေးရအတွက်ဆိုတော့ဒေါ်ဖွားစိန်ကသာအားကိုးရပါပဲ ဒေါ်ဝါစင်ကလည်းဘိုက်ကြီးတဲ့တယောက်သူ့စီကိုဘိုက်အပ်ပြီးဆိုကြတဲ့ကအစားတောင်နေထိုင်အားလုံးကိုမီးဖွားတဲ့တီကိုဂူးဆိုင်စောင့်ကြည့်ပြီးတကယ်လို့မီးဖွားမှလည်းကလေးကမွေးရပါအသက်မပါလာတာမျိုးကလွဲပြီးတော့ချက်ချင်းမတ်တက်ရေမုန်းတာတို့ဘာတို့ကြောင့်ဖြစ်တာ ਨੇ တခြားကိစ္စတွေမှာဆိုအသက်မသေးအောင်ကဲတင်ပေးတဲ့ပြန်သေးတယ်ဒီလိုရီအကြောင်းဒေါ်ဝါစင်ကရွာအိုရွာတွေမကပဲရွာအောင်နဲ့နီးတွားရွာတွေကပါအာကိုတကြီးနဲ့အားထားပြုကြတယ်ဒါပေမဲ့ဒေါ်ဖားစိန်မှာစီကန်းချက်၃ချက်ရှိအဲ့ဒါတော့ပရမတ်ချက်ဟာသူ့စီကိုအပ်ထားတဲ့ ဘိုင်းမမဟုတ်ရင်ဘလို့အချိန်နေဖြစ်ဖြစ်လိုက်ပြီးတော့မမွေးဘူးနောက်ထပ်စီကန်းကျတော့ရွာအိုရွာကလွဲပြီးတော့တခြားရွာတွေစီခြေလှည့်မမွေးဘူးမွေးချင်းစောကလေးကဘိုင်းအပ်မွေးမဲ့အချိန်ရွာအိုထိလာဒီတော့ဒေါ်ဘာဆန်ကမွေးရက်ကိုအတိအကျတွက်ချက်ပေးနိုင်ဒါကြောင့်တရက်ကျုံနှစ်ရက်ကျုံလာလို့လည်းအဆင်ပြေတယ်အဲနောက်ဆုံးစီကန်းတော့ထူးဆန်းနေပဲဆိုရမယ်ဒေါ်ဘာဆန်ကကလေးမွေးပြီးတာနဲ့အချင်းရင်ကိုထုတ်ပိုးပြီးတော့သူ့အိမ်စီကိုယူသွားတတ်တာပဲဒီကြောင့်လည်းဘိုင်းအပ်ကလေးကဂျိုတင်ပြီးတော့ပြောပြထားတတ် မေးကြည့်ကြတော့သူနေတဲ့လက်ပံမင်းကြီးနေရာဟာဘူမိအရက်ကြလို့အချင်းမြောက်မှာဘယ်နေသားဖြစ်ဖြစ်အကြမတ်ကြအဆင်ပြေတယ်တဲ့အဲ့လိုအရက်မှာအချင်းမြုပ်ပြီးခလေးဟာတန်တုံးတန်ခဲလို့ပဲဖြားရနာတာလုံးဝမရှိဘူးလို့ဆိုတယ်တကယ်လည်းမှန်ကန်တယ်လို့ပြောကြဒေါ်ဘွားဆိုင်အဲ့လိုအချင်းမြုပ်ပြီးတဲ့ခလေးတန်းကကျမ်းမာကြီးကလည်းကောင်းမွန်လွန်းလှချွင်းချက်အဖြစ်တောင်တယောက်တည်းမရှိဘူးဒါဖေတို့တော့မမိခဲ့ဘူးပေါ့လေဆက်ပြောပြမယ်ဒီဒေါ်ဘွားဆိုင်ကြီးကအသက်80တိတိမှာတည်ခဲ့တယ် ူကွယ်လွန်သားတို့ချို့ကအသက်80ပြောကြတချို့ကလည်းအသက်90ပြောကြဘယ်ဟာမှန်မှန်တော့ဒါဖြစ်လဲမသိဒေါ်ဘာစိန်ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာတော့အဲ့နေရာကိုလူနေခွင့်မပေးတော့ဒေါ်ဘာစိန်ပြောခဲ့သလိုပဲဘူမီအရမလို့အချင်းတွေကိုတစ်ခုတ်တည်းမြုံနိုင်ရနေရာဖြစ်နေတတ်မှတ်လိုက်ကြလိမ့်မယ်ဒါကတော့လက်ပံမင်းကြီးရောက်အချင်းမြုံရတဲ့ဗဇက်ရာဇဝင်ပါပဲထူးဆန်းတာတော့မပါဘူးထင်တယ်မဟုတ်လားဒါဖြစ်ရလဲဗဇက်ရာဇဝင်ပဲပြောပြတာပါဒီဗဇက်ရာဇဝင်ကြားထဲမှာကောလာလာတစ်ခုကတော့ရှိသေးတယ် ဒါတော့ဒေါ်ဝါဆိုင်ကသူသွားတဲ့အချင်းတွေကိုယ်တိုင်မြေထဲမမြုပ်ဘဲအစိမ့်လိုက်စားစားပစ်တာတယ်။ဟုံမို့အတီးပြီးဘူးကတော့လက်ဘူးလက်ချက်မိသွားလည်းမရှိခဲ့ပါဘူး။ဒါကြောင့်လဲတာဖေးကကောလာလာလို့ပြောတာပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ဒေါ်ဝါဆိုင်နောက်ပိုင်းမှာရွာရွာကတော့ဘူမိရက်ဖြစ်တဲ့လက်ပံမင်းကြီးအောက်အချင်းမြုပ်နှံခြင်းဟာရက်ရွာရဲ့အစင်လားဖြစ်ခဲ့တာပါပဲ။ဒီနေ့တည်းမှာမိုးမှန်တယ်လို့ပြောရမယ်။မိုးကြားကရွာထဲမိုးဟာမိုးလေလောက်မိုးတန်ခဲ့ပြီးတော့မိုးနှောင်းဆမှာရွာလို့မိုးနှောင်းပိုင်းအစုံးမှာတော့မိုးကရက်ချမမှန်သာရွာပြီးတော့ မိုးကောင်းမိုးလေတန်မိုးနှောင်းမမှန်ရွာလေတော့လေသမားတို့ခင်ဗျာပါလေစပားကင်းလေးစီရေဟန်ချက်ထင်းနဲ့ကတဲ့ဖောက်ရေမြောင်းဖောက်တလောက်ပဲလုံးကြဒီနေ့နဲ့မိုးကဖြတ်မိုးမပါခဲ့တော့စပားတွေကအပင်တန်ပြီးတော့အသီးကလည်းအထွက်ကောင်းလာတာတာဖေးလေကတော့ရွာတို့ရွာလုံးနဲ့ဆံပြဆိုင်ကွယ်ဖြစ်နေတာဖေးကလည်းသူတကာနီးသူမြို့ဖလားကျဲဆိုင်ပြိုးဆိုင်ဆိုင်တာမဟုတ်ဘူးလေတာဖေးကစပားကိုလဲမှမပြိုးပဲပြိုးကွက်တက်တက်လုပ်ပြီးပြိုးတယ်ဆိုင်တော့လည်းအကွက်ချလို့အသေးချဆိုင်တယ်ပင်ထပ်ပင်ညှက်မရှိတော့စပားပင်လေးကတကယ်ကိုတန်လုံးနေ ဒီချိန်ကျတော့လေအသီးထွန်းတော့ငါကြောက်ခမန့်လိလိပါပဲ။တာဖေတို့ကတော့ဇနေလဲအောင်အသီးလဲရတော့သိပ်ပျော်ပေါ့။ဒီနေ့ကိုစပါးတွေအသီးကောင်းအထွက်ကောင်းနိုင်တာမလို့ရွာထဲမှာလဲလူတန်းကိစ္စတွေမိုးလို့ပေါက်နေုံပဲထင်ပါရဲ့။တာဖေနောက်နေ့တော့မင်းဆိုင်နေတာငါဆိုင်အောင်မယ်ကွာ။လယ်နီနာချင်းဦးကြီးလာကတာဖေလယ်ဘက်ကိုကူးလိုက်ရင်ပြောတယ်။ဟုတ်ပါဦးကြီးလာရ။ကျုပ်ကတော့တရားသေးသားချင်းမကတ်တတ်ပါဘူးပြို့။ရွာသားညီမရွာစီမမဟုတ်လားဗျ။တာဖေကစကားကိုနတ်တန်တော့လို့ပြောလိုက်တယ်ဦးကြီးလာက။ မမဲမောင်ကြီးမင်းပြောတာတိတ်ဟုတ်တာဗောကျုပ်လည်းလက်တန်းထိုးပြောလိုက်တာပါပဲဗျာလက်တန်းထိုးပြီးမဲ့စာကျူးမှန်တော့တကယ်ကိုနဝင်ပီယံပဲဟာမင်းဇာထဲတော်လိုက်သေးနေနော်ဦးကြီးလာစကားကြောင့်တာပြီစပီးဖြစ်သွားလိမ့်ပြီဦးကြီးလာလုံးမှာကျုပ်ဖြင့်လေမဆိုင်ပြဇာထဲတော်လိုက်ချင်လာပြီဗျာလိုက်ရင်လိုက်ရမှာဗောဟာတောင်ညိုဘုရားပွဲကြရင်တော့စိန်မြင့်လင်ဇာစီပြောပြီးလိုက်ကွာတာဖေးကငကိုတဲကဇာဝါသနာအိုးဆိုတာဦးကြီးလာတိဒါကြောင့်တမင်မြောက်ပြောနေတာ နီးစနစ်လိုချင်တာကြောင့်ပေါ့တာဖီကတော့မိုးတွင်းတွေ့သူလို့မျက်နှာကြီးပြုံးဖီးနေဖြစ်နေတော့တာပါပဲอืมလိုက်တာတော့ဟုတ်တယ်ဗျာဒါပေမဲ့ကြုံမင်းမမိပေါ့အဲ့ဒီချိန်လောက်ဆိုမွေးလို့ပြီးရေဟေးဟုတ်တလားဟုတ်ပါဦးကြည်လာရအခုတော့ခုနှစ်လကျော်ပြီလေအေးကွာမင်းဘာလို့ကျင်းတော့ကျောက်တော့အဲ့လိုအဆွဲမရှိပါဘူးသမီးလေးမွေးလဲချက်မှာပဲတားလေးမွေးလဲချက်မှာပဲမိဘမေတ္တာဆေးကတဲ့င်းလို့အဆိုးရှိတယ်မဟုတ်လားဗျဘာလေးမွေးမွေးဆိုရင်ကောင်းကောင်းဖြစ်ချင်ပါတယ်ဗျာ ောင်းနေကွာငါတို့မင်းအပြောတွေမင်းတွေ့တွေတိတ်ကိုသဘောကျမိသားဟဲ့ဦးလာအဲ့လိုပြောတော့ကျုပ်လည်းကျင်းနေနေပါဗျာကဲတာဖီကျင်းနေဆိုလေကျင်းနေပေါ့ကွာငါတို့တဲဘက်ခဏပြန်အောင်မေမင်းထိုင်နေတွေ့လို့လဲဝင်လာတာအော်ဟုတ်ကဲ့ဦးကြီးလာပြန်ပါဗျာပြန်ပါဦးကြီးလာထွက်သွားတော့တာဖီတောင်စိတ်ကူးရင်ပြီးတော့ဇက်ကနေမိခဏကြာတော့တာဖီလည်းလည်းပြန်ဆင်းငယ်ပြီးတော့ဇက်ထဲကတချင်းတွေကိုတီဆိုလို့အလုပ်လုပ်ပါတော့တယ်နေ့လယ်ပိုင်းမိုးနေတဲ့အချိန်မှာတော့အလုပ်တို့ပြီးစီးခဲ့ပြီးတော့ထမှန်လုံးစရာမရှိတော့တာဖြစ်လို့ တာဖေးရွာစီကိုပြန်ခဲ့လိုက်ပါလိမ့်အင်းရောက်တော့သူမိမမိပေါ့ကိုအိမ်ပေါ့မှာထိုင်ပြီးတော့အတွင်းလွန်နေနဲ့ငေါတော့တော့ထိုင်နေအောင်မြင်လိုက်မိတာမဟုတ်လို့ပစ္စည်းတွေကိုချအနားစီကိုသွားဖို့ဟန်ပြင်လိုက်ချိန်ကိုတာဖေးဟေးမိပေါ့စကားကိုဆက်မပြောပြောသေးမပြောသေးချင်းချင်းနေတဲ့ဟန်ရှိတာဖေးကအရှိစီမှာရလိုက်ပြီးတော့အဲ့မိပေါ့ဘာပြောလို့လဲပြောလိတာဖေးကမေးလိုက်တော့မိပေါ့ပြောသေးမပြောသေးချင်းချင်းကမျက်နှာကိုရှုံ့မဲ့လိုက်ပြီးကျုံညာအိမ်မက်မလို့ကိုသားဖေးရဲ့ ဘလို့မလို့တော့ဟာအခုနေကင်းတော့ကျုပ်အိပ်ပျော်သွားခဲ့တာအဲ့ဒါအိမ်မထဲမှာအသက်90လောက်ရှိမယ်စပင်လေးကတကောင်းလုံးဖြူဖွေးနေပြီးတော့တောင်ဝေးထောက်ထားတဲ့အဖွားကြီးကြောင့်အိမ်ကိုရောက်လာတယ်။သူကကျုပ်ဘက်ကိုလက်ညှိုးထိုးပြီးတော့စကားဒူဒူပြောနေတာတော့ဟမ်ဘာလို့ပြောနေတာကျုပ်လည်းမကြောက်ဘူးသူ့ပုံစံကြည့်ရတာတခုတော့တခုပြောနေရပဲမင်းကဘာပြောနေလို့ထင်လဲတာမီးလည်းမိဘရဲ့စကားကိုသေချာနားထောင်နေရမလို့မိဘအိမ်မထဲကအဖွားကြီးကဘာလို့ပြောတယ်လဲဆိုတာကိုသိချင်မိလား ကျုပ်လည်းမပြောတတ်ပါဘူးဆိုတေချာပြောနိုင်တာတော့အိမ်မက်ကြီးကစိမ့်စိမ့်ရင်တော့အေးလီဟာငါလည်းမေးမိတယ်အဖွားကြီးဘာဖြစ်တယ်ဘာပြောလဲဆိုတာသိချင်မိတယ်တကယ်တော့အဲ့တုန်းကအိုက်ဖွားကြီးလက်ပံပင်စီကဒေါ်ဖွားစိန်ကြီးဖြစ်မယ်ဆိုတာလင်မယားနှစ်ယောက်စလုံးဘယ်သူမှမသိခဲ့ကြပါဘူးဒီကနေ့နောက်ပိုင်းရက်တွေမှာတော့မိပောင်းအိတ်ဆက်လေးတိုင်းအဖွားကြီးကိုအမြဲလိုလိုအိမ်မက်မှတ်နေမိတော့တာပါပဲနှစ်လခန့်ကြာပြီးချင်းမိပောင်းမိဖွားမဲရက်ကတဖေးဖေးနဲ့နီးကပ်လာ ီတော့တွင်မှာတာဖီတယောက်ကလည်းကလေးမျက်နှာမြင်ရဖို့မကြမီရိတ်သိမ်းရတော့မယ်လဲတဲ့စီမှာအလုတ်ကိုယုံကန်ကုန်းယုံလုံနေတဲ့တစ်ဖက်တလန်းကလည်းငွေငွေရပါအောင်မှန်သမျှရိုးသားရင်ဘာမဆိုးအလုတ်မရွေးလောက်ကင်နေတယ်ဒီနေ့လည်းကိမှာတော့တာဖီတယောက်လေကိစ္စ BCB အားလန့်နေလေတယ်ဒါကြောင့်လဲတာဖီတယောက်အိမ်ရှိစီထိုင်ပြီးတော့ဒီကနေ့တော့ဝင်ငွေရမယ့်အလုတ်ဘာလုပ်အောင်လဲဆိုတာတွေးတောနေလေတယ်ဒီခိုက်တာဖီတာဖီပြကိုယ်တိုင်တော့တာဖီပြန်ထူးနေကြည့်မိတော့ဦးလေးပါတော့ ဦးလေးပေါတော့ဆိုတာတာဖီတို့နဲ့တိန်ကျော်မှနေတဲ့သူသမီးကမိဖို့မိဖို့အသက်14နှစ်နဲ့ယောက်ျားရပြီးတော့ဘိုက်ကြီးကမွေးလူဖွာလူဆဲဆဲသူယောက်ျားကတော့မျိုးစီမှာအလုတ်သွားပြီးတော့လုံနေလေဟာဦးလေးပေါတော့လာဗျာဘာများခန်းတန်ရှိလို့တုံးဗျာဩကြားမဟုတ်ဘူးတာဖီရဲ့ဒီညကိုမင်းညီမကမွေးတော့မထင်နဲ့ကွာဘိုက်ကတော့အခုမနဲ့ကလေးကအနာဆက်နေတာလက်တရညလောက်ဆိုမွေးပြီပြောတယ်အဲ့ဒါတကယ်လို့မိုးကြီးစိုးစိုးကြောက်ပါမှမွေးလိုက်အချင်းမြုပ်ဖို့မင်းလိုက်ကူညီပေးဟုတ်လို့အကူကြီးလာတောင်းတာ ရွာမှာနေရတာဒီတခုတော့ဒုက္ခရှိညာညာတာမီးဖွားရင်ရွာပြင်ချက်ချင်းထွက်မြောက်လာတာကကတိလင်နာတော်ဖြစ်ရဒီချင်းကိုမနှက်မှမျိုးဦးထုံးဆန်ကလည်းမရှိခဲ့ဘူးလीအခုပဲကြည့်မိဘွားညာပိုင်းမွေးမယ်ဦးလေးပါတို့တို့အိမ်မာစီကယောက်ျားသားဆိုလို့ဦးလေးပါတို့တယောက်သာရှိဒီတော့ညာဘက်အချင်းမျိုးဘွားအခက်ခဲဖြစ်လာနေပြီလीချားမဟုတ်ပါဘူးကွာညာရင်းညာတာဆိုတော့မခေါ်ချင်ဘူးကွာမင်းကြတော့မိဘောက်လည်းမွေးတော့မှာပြီးတော့မင်းလည်းတက်ဦးမိဘွားလည်းတက်ဦးဆိုတော့မင်းတို့ကြကိုယ်တိုင်အတွေ့အကြုံရတာပေါ့ကွာ ဟုတ်ကဲ့ဦးလေးကျုပ်လိုက်ခဲ့ပြီမေဗျာတာဖေပြောတော့ဦးလေးပါတော့ဝမ်းသာသွားလက်ပံမင်းကြီးစီကိုညာဘက်ကြီးတောက်ထဲသွားဘူးဆိုတော့ကလေးတကယ်မလွယ်ကူတဲ့ကိစ္စတာဖေဟာမင်းလိုက်ပြီးမယ်ဆိုတော့ငါအားရှိသွားပြီကွာဟိုဗျာအချင်းချင်းနေပဲကမ်းညုပ်ပြီးကြိုးကမ်းပြီပေါ့ကဲကဲဦးလေးရင်းနှွေးတောင်းတာဖေကရင်းနှွေးကိုငှဲ့ချင်ဦးလေးပါတော့ကခေါင်းကိုခံရလိုက်ပြီလေးတန်လေးလေးနဲ့မဟုတ်ဘူးတာဖေကဟမ်ဦးလေးအဆုံးမရှိစားမရှိဘာမှမဟုတ်တာတော့ဗျာ ငါညဘက်ကြီးလက်ပတ်မစီအချင်းမြုပ်ဖို့သွားမယ်ကိစ္စကိုပြောနေတာကွာဗျာကုလေးဘာပြောချင်တာပြောတော့ပေါ့ကွာဘာမှမဟုတ်တော့ပေါ့ကုလေးဘာတို့ကစကားကိုဒုံးလီဖျက်ချလိုက်တာဖျက်ဒါကိုကြည့်ပြီးတော့တခုဆိုတာသိပေမဲ့နားမလည်နိုင်ခဲ့ဘူးမိမမဟန်ပြေမိချိန်မှာတော့ကုလေးဘာတို့ကထိုင်ရကထပြီးဟေးတာဖျက်ကပြန်အောင်မယ်ကွာဟောကုလေးပြုံးစားရပါလားအေးဟုတ်တယ်မင်းညမဘိုက်နာတင်နေရလေကွာမင်းလေးလေးကသူ့နာခွာမရဘူး ဦးလေးကသမင်းချဲအောင်မှမလို့။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ညာတော့ကိုတော့မနေ့ပြန်ကြမှာပဲ။ဇန်တစ်ခွက်လာပို့လိုက်မယ်နော်။တာဖီပြောဖို့မေ့နေတာ။အချင်းလိုက်ကိုမြုပ်တဲ့အခါမှာလိုက်ပါကူပေးသူကိုကလေးရဲ့ဂျေဆုချင်းဖြစ်တတ်မှတ်ပြီးတော့ဂျေဆုဆက်တဲ့နေနဲ့ဇန်ကန်းပေးရတယ်။အော်ဟုတ်ကဲ့ဦးလေး။ဦးလေးပါတော့ထွက်သွားတော့တာဖီကရင်းနှွေးဝိုင်းမှာအတွေ့အကြုံနဲ့ကြမ်းရင်ခဲ့လေတဲ့။ခဏကြာတော့မိပေါက်တာဖီနားကိုရောက်လာ။တာဖီတို့ကအတွေ့လွန်နေတော့ဒါကိုတတိမထားမိ။ကိုသားဖေး မိဘောင်ကငိုင်တွေးတွေးနေတဲ့တာဖေးကိုခေါ်လဲခေါ်လက်မောင်းလဲဖျက်ခနဲ့ရိုက်လိုက်အာလာစကနေဖြစ်သွားမလို့တာဖေးလန်ကြအောင်ပြီးတော့မိပေါက်ကတော်ပါရီတွေးနေတာတော့ချုပ်အနားရောက်လာတော့တော်မသိဘူးဖြစ်နေကဲပြောမရဖွားလို့ဖွားခင်ဘယ်ကောင်မှအကြောင်းတွေးနေအာမိပေါက်နင်းရောကိုတာဖေးငါဘာမှမတွေးပါဘူးဟာဘာလို့တွေးမနေရမှာတော်တွေးလို့မနေကြုတ်ရလာတော့မသိဘူးလေမိမတွေများမွေးလူမွေးခင်နာနီးလေပို့ပြီးတော့တဝင်းတိုးတက်လာသေးလားလို့ တာဖီတွေးမိဟာဘယ်မိဘအကြောင်းမှတွေးမအားပါဘူးဟာဒါပေမဲ့တော့ဘာတွေးနေလဲဟောမိဘအဲ့ကလေးမှညာကြမွေးတော့မယ်တဲ့အဲ့ဒါသူ့ဖေဦးလေးဘတော့ကညာကြအချင်းသွားမြောက်မယ်ဆိုလိုက်ပြီးအောင်ဆိုလို့လိုက်သွားလीတော့ကျုပ်တို့လည်းနေမွေးမလားညမွေးမလားမသိဘူးတော်လိုက်သွားတင်တာဗောအေးလေငါလည်းလိုက်သွားမှာပဲဟိုလိုက်သွားလို့ပြောတယ်လीအေးလိုက်သွားမှာလို့မိဘဆရာမြတ်ဆောင်တစ်ချက်ကသားဖေးစီကိုဒိုင်းကနေရောက်လာပြီးတော့ဘာမှပြောပဲလဲထွက်သွား ။ဒါပြတော့ဝမ်းပိုက်ဘူးဘူးလုံးလုံးနဲ့ပြတိုင်းအောင်နဲ့ဒူနဲ့ဇနီးတွေကိုကြည့်ရင်စဖြဲဖြဲပေါ့။ခုနဥပါတော့ကိစ္စလေဒါဖေးကောင်းတဲ့မေးပြောက်လို့သွားခဲ့ပါပြီ။ညောင်းတဲ့ခါမှာတော့ဥပါတော့သမီးမိဖို့တယောက်မိဖွားခဲ့ပါပြီ။မနက်တော့ကလာပြောထားတဲ့အတိုင်းပဲဥပါတော့တယောက်ဒါဖေးကိုလာခေါ်တယ်။ဒါဖေးလည်းဓမီတလက်ဆွဲပြီးတော့လိုက်ခဲ့တော့တာပေါ့။အချင်းတို့ကိုယူပြီးတော့ရွာပြင်ထွက်လာကြ။လက်ပဲမင်းကတော့ရွာနဲ့ခလန်းလန်းစီမှာတပင်နဲ့ထီးထီးကြီး။အမောင်ရန်ကျေအောင်တို့အောက်မှာကြည်ရတာတစ်စည်းကြီးတကောင်လက်ကားချီကားထိုင်းနေသလိုပါပဲ။ ာဖိမာတို့ကြောက်စေရလို့မရှိတတ်ပါဘူး။ဥပါတော့ကတော့ဗဇက်ကစကားတသက်မစိုးတတွတ်ရွတ်ဖိုင်နေ။ဖះစာတို့ကိုအဆက်မပြတ်ရွတ်ဆုံနေလို့ထင်ရ။လက်ပမင်းကြီးနားကိုရောက်ထိန်ကြတော့ညင်ကရကောင်ဂီးကနေဟစ်အော်လို့ပြန်တန်းထွက်ခွာတန်းကြားမိလေ။တာဖိတို့နှစ်ယောက်ကြောတယ်စိတ်ငင်နေဖြစ်သွားတော့တာပေါ့။တာဖိပြ။မင်းအစင်ပြေးရလား။ဟိုပြေးပါလေဗျာ။အော်အေးဥပါတော့ကအဲ့လောက်ပဲပြောပြီးတော့ဘာအဆက်မပြောတော့။နှစ်ယောက်သားလက်ပတ်မင်းကြီးအောက်စီကိုဝင်ရောက်လာကြတယ်။ လက်မမီးစီကအမြေပြင်းတွေကမြေပုံအကြောတန်းကြီးတွေလှထိုးထွက်နေလေတယ်။ဥပါတော့ကအမြေပြင်းကြီးတွေအပြားဘက်နားမှာအခြေမြုံမဲ့နေရာကိုရွေးချယ်လိုက်။တာဖီဓမီထိုးပေးတာနော်။တာဖီဓမီထိုးပေးထားချိန်ဥပါတော့ကကျွင်းတူးလေ။အခြေမြုံတာဆိုကျွင်းကတိတ်အနှက်ကြီးတော့မလိုပါဘူး။ခနာတူးုံနဲ့လုံလောက်တဲ့ကျွင်းတစ်ခုရလေ။ပြုံးပြီးမြုပ်ရမယ်ကွာ။ဥပါတော့ပြောပြီးတော့မျက်နှာကြီးပြုံးပြီးပြီးထမိန်ဆုံးနဲ့ပတ်ထားတဲ့အချင်းတုပ်ကိုကျွင်းထဲစီထည့်ပြီးတော့မြေပြန်ဖို့ ရုတ်တရက်လက်ပံမင်းကြီးရဲ့တစ်ဖက်စီကထွက်ပေါ်လာတဲ့အမေဦးကြီးတယောက်ရဲ့ချောင်းကြောက်ဇိုးတန်ကြီး။တာဖေးလက်ထဲကဒံပီးကအဲ့ဘက်ကိုလှည့်လိုက်တော့အလင်းရောင်ဖျားကနေဖြစ်သွား။တာဖေးပါးစပ်စီမှာဟာဆူရုတ်တရက်ထွက်ပေါ်လာတဲ့အာမေဒိတ်လက်ပံမင်းကြီးရဲ့ပင်းစီနာပင်းစီမှာတောင်ပီးထောက်ပြီးရက်နေတယ်။အမေဦးကြီးတယောက်ကိုတာဖေးမိအောင်အောက်မှာဖျားကနေတွေးလိုက်တယ်။တာဖေးဘာဖြစ်လို့တော့ခူးမလေးဥပါတော့အမေကိုတာဖေးပြန်ဖြေးပြီးတော့လမ်းညွှန်ညွှန်ပြလိုက်တော့လက်ပံမင်းကြီးအောက်စီမှာအမေဦးကြီးကဖျားကနေပြောက်ွယ်သွားခဲ့ပြီ။ဟမ်ပြောက်သွားလား ။ဘာမို့ပေါ့သားဗျာ။ဒီုံမီးထိုးကွာ။ဥပါတော့ကတစုံတစ်ခုကိုသိနေဟန်တဲ့အလုပ်ကိုသားမြမြပြီးစည်းဖို့ပြောလိုက်။ဒါပေမီးပြန်ထိုးပြီးတော့ဥပါတော့ကလက်စားလက်နာအမြန်ဆုံးတက်လိုက်ပြီးတော့။ဒါပေသွားကြမယ်။နှစ်ယောက်သားလက်ပံမင်းကြီးအောက်ကနေအမြန်ဆုံးထွက်လာကြ။ခလန်းလန်းကိုရောက်ရှိချိန်မှာတော့လက်ပံမင်းကြီးအောက်စီကချောင်းချောက်သိုးတန်ကြီးကိုကြားမိကြပြန်တယ်။ဒါပေတော့လက်မကြည့်ရဲတော့ပေါ့။လမ်းကြတော့ဥပါတော့ကဒါပေအဖွားကြီးတယောက်မမြင်ခဲ့တာမဟုတ်လား။ဟုတ်တယ်ဦးလေး။ ။အေးအဲ့ဒါဒေါ်ဖားစိန်ကြီးကွာ။မိကျွာပြန်ကိုဒီကြောင့်ဘယ်သူမှမပြောနဲ့ကွာ။ဘာလို့လဲဦးလီ။ရှင်းပြလို့အစဉ်ပြေလို့ပါတာဗျာ။ငါလည်းမင်းကိုဒီလောက်ပဲပြောနိုင်တယ်။နှုတ်မလုံးပဲလိုက်ပြောနေတော့မိဒုက္ခရောက်မှာ။အချင်းမြုပ်သူနိုင်သူမြင်ကြရဲကွာ။ငါတို့နေ့လေတော့မင်းကိုပြောမိတော့မလို့လေကွာ။မနေ့ထိန်လိုက်ရတာ။အိုးအဲ့ဒါကြောင့်လား။အေးပေါ်တာဗျာ။ဟိုကြောက်ကပဲမသိပါဘူးဗျာ။ပြောမလို့လို့မပြောလို့တွေးနေမိသေးတာ။မတွေးနဲ့တာဗျာ။ပြောတဲ့သူဒုက္ခောက်တယ်ဆိုတော့ငါဖေလည်းပြောဘူးတယ်။ အခုတော့မင်းနဲ့ငါအတူလာမလို့ပြောရတာဟာအတူလာလို့ပြောရင်ဘာမှမဖြစ်ဘူးလားအတူလာမှတော့အတူကြုံတာပဲကွာစကားပလေလို့ရတာပေါ့ဩတခြားသူဆိုတော့ရုံးစွာဆုံးမိမိမောက်တော့ပြီးမသိနေတချို့ຢာတွေကမြုံချင်းနေမဆန်းသက်သင့်ဘူးကွာတာပြီးတော့အိမ်ကိုပြန်အောင်လာတော့ဒီเจ้าအမေခေါင်းထဲမှာတွင်တွင်ကြီးတွေးနေမိလင်မယားနဲ့အိယာတဲ့စီမှာအိဆိုင်နဲ့အချင်းမြွာကပြန်လာပြီးကလေးကစကားလုံးဝမစိုးပဲနဲ့ငါတိုင်တွေးတော့နေတာဖေးကိုမိပါကိုခေါ်လိုက်ဟေး တော်ပါဖြစ်နေရလေဟိုကပြန်လာတဲ့စကားပြောပါမျိုးနေတော်ပါဒီကြုံခဲ့ရလို့လေငါတာဖီရောင်နိုင်ပြောမိမလို့ဖြစ်သွားသည်ဟုတ်ဘာမို့ပါဘူးဘာမို့တော့လည်းနေတော့တော့ကြုံအိပ်ပြီမိဘတို့ဘက်ကိုလှဲ့လို့အိပ်သွားခဲ့တာဖီလည်းဘာပြန်ပြောရမှန်းမသိတော့နဖူးဘောလက်တွေနဲ့အသားငြိမ်နေလိုက်မိပါတယ်နောက်တော့တာဖီလည်းအိပ်ပျော်သွားခဲ့အမလီကူတာဖီကူတာဖီထားပါအောင်ထားပါအောင်တော့ကြောက်ကြောက်လို့ ။ဒါဖေဘလိုတော့အိပ်ပျော်သွားမိတယ်မသိဘူး။ရုတ်တရက်ဒီမိဘကလမ်းကြားလုံနိုးလာတော့မှလမ်းနိုးလာ။မိဘကိုကြည့်တော့မျက်ပြူးဆန်ပြားနဲ့။တစုံတစ်ခုအလွန်မေးကြောက်လန့်နေမှန်းသိတာလား။မိဘမိဘဘာဖြစ်လို့လဲ။ကိုသားဘေးကျုပ်အိမ်မက်မတာဟိုအိုးဘွားကြီးပဲ။ဘယ်ဘွားကြီးတို့။ဘယ်ဘွားကြီးမလို့တော့ကျုပ်အိမ်မက်အမြန်မဲ့နေအဘွားကြီးပေါ့။ဟိုကောင်းယူနေဆိုရလား။ဟုတ်တယ်ဟုတ်တယ်။ဒီတခါဘွားကြီးကကျုပ်အိမ်ညာကိုလာနိုးပြီးတော့လာနိုင်သေးတော့ဟမ် ဟုတ်တယ်ကိုသားပင်အဲ့ဒီဖွားကြီးကတောင်မွေးတောက်ပြီးကြုံတော့ကတ်လာတာကျုပ်អော်လို့လည်းမရဘူးတော့ကြည့်တော့လည်းအိမ်မောကြတာအဖွားကြီးကကျုပ်အောက်ပေါင်းလာနိုင်တယ်တော့ကျုပ်အတင်းអော်ပြီးတော့ပြီးတော့လန်နိုးလာပဲမိဘကဆက်မပြောတော့စိတ်လုံးရှားပြီးတော့တုံရင်နဲ့မိဘတို့ရေတစ်ခါသားပြီးထားခတ်လိုက်ရေတောက်ပြီးတော့မိဘစိတ်နဲ့နဲ့ဒီငိန်သွားကိုသားပင်ကျုပ်ဘယ်လိုလုပ်အောင်လဲဟင်အခုနောက်ပိုင်းညာတိုင်းဒီပါအဲ့ဒီဖွားကြီးအိမ်မက်မက်နေတာတော့သားပြီးတပြင်းချမိလိုက်ဒီဖွားကြီးဘယ်သူဆိုတော့သားပြီးမပြောလို့မဖြစ်တော့ ေချောင်တော့မိဘကိုမေးခွန်းထုတ်ရမယ်လို့တွေးလိုက်မိအရှင်ဆုံးပုံမှန်တဲ့အောင်မေးတယ်မိဘပြောတဲ့ပုံညာသူမြင်ခဲ့တဲ့လက်ပံမင်းအောက်စီကဒေါ်ဘာစိန်ဆိုတာတေချာတလောက်ပဲတောင်မွေးရဝါတောင်မွေးလားဆိုတာမေးတယ်အဖြေကတထေရာလေးပဲအဲ့ဒါဒေါ်ဘာစိန်ကြီးမိဘရဟင်ဘလူးကူတာဖေဒေါ်ဘာစိန်ကြီးဟာတို့ရွာတဲတုန်းကလက်သေးဒေါ်ဘာစိန်ဆိုသိပြီသိပြီဟိုကျုပ်တို့ငငယ်တုန်းကအမှန်ပဲမိဘရနေကမွေးကန်ဖွားကန်နေမလို့သူရောက်လာတာသူလာကြည့်ပြီးတာ မဟုတ်ဘူးလေကြာပဲကြာလာနေပြီ။တစီဖြစ်နေလို့ပေါ့ဟာ။ဟိုကြောက်လိုက်တာ။ဘာဖြစ်ပါวะ။ငါရှိရင်တော့မိပေါ့။မိဘကတာဖြစ်နေအောင်ဒိုးကတ်လိုက်။တာဖြစ်ရတော့မိမဖြစ်သူပြန်ဖက်လို့နှစ်သိမ့်နဲ့။သူစကားစီဖောက်မိပြီ။စွာကိုမေ့လျော့နေခဲ့ပါလိမ့်ကင်။မနက်ခင်းစောအောင်ချင်းကရောင်းလီခင်းလုံးမှာမပြီးသေးဘူး။တာဖြစ်တို့အိမ်စီမှာမိပေါ့ရဲ့လာတာမအောင်လာတာမအောင်ဆိုတဲ့ခွန်းသန်းကြီးအော်ဟစ်တန်ကြောင့်အကုန်လုံးလှုပ်ခတ်ခတ်ဖြစ်ကုန်ကြ။ ကိုသာဖေးကိုခေါ်လို့များတော့လာကြပါအောင်ဆိုပြီးတော့မိပေါထပ်អော်တော့အိမ်နီးနာချင်းနေပါကြားမိသူတို့အပြေးရောက်လာကြပါတယ်။ตาဖေးကတော့အိယာပေါ်မှာဆန့်ဆိုင်အတတော်ရှူနေပါသေးတယ်။တတိကတော့လုံးဝလွတ်ကင်းနေတဲ့ပုံပါပဲ။လူသူတွေရောက်လာတော့ตาဖေးကိုဝိုင်းဝန်းပြီးတော့နှာနှက်ကြတတိတို့ပြန်မလဲလာပါဘူး။ဈေးဆောင်သွားပြီးတော့ပြတာအကြောင်းမထူပါဘူး။နေတိုင်းကျိုးတဲ့ဒီตาဖေးကဒီတိုင်းပဲရှိနေပါတယ်။မိပေါကတော့ကိုလေးလက်ဝန်ကြီးနေအောင်မျက်ရည်လဲရွှဲနေပေါ့။ဆွေမျိုးသားချင်းတို့လည်းရောက်ရှိလာကြပြီးတော့အိမ်မှာလူသူတွေစီကားနေလေတယ်။ စီးရဲကန့်ရဲဘောင်ရဲနားရဲအားလုံးငိုနေတတ်ပါမှလောကကြီးသာယာလိုက်မယ်။အိုဘဲ့နော်ရထားတင်သာကြည့်မှုကြံစေယူကိုအရိနမစီရင်လန်နဲ့ပြခွင်းလေတဲ့အိုးဒါမီတို့အိမ်ရှိစီမှာထင်အားမရအောင်တံပြဲကြီးနဲ့អော်ဟစ်ပြီးတော့အုံးလက်မြုံကစုံပေါက်စည်းလိုဖြတ်တန်းလေတဲ့သူတို့တယောက်လူပုံကပေပွားပြီးတော့ဇပင်ကဘုတ်တိုက်နေဒါဖေးအိမ်ရှိကိုရောက်မှာရေရိုးနေအောင်အိုကနေတံပြုတ်ပြီးတော့ခြေလန်းတွေကလည်းရက်တန့်လိုက်ပါတယ် ိန်ထဲကလူသူတွေရှုပ်ထွေးနေအောင်သူကတရင်ကရက်ကြည့်อืมလော်ဂီဓမ္မလော်ဂီအဓမ္မပေရာပြပြငါသူတော်နာသားလေးကကူညီတင်တာကူညီရမှာဆိုတော့လေအခွင့်ကြုံကြုံစုံရည်လေးတော့ကူညီရအန်ကူညီရအန်ဟဲ့သူကခက်ဆွာဆွာရေကျွပြီးတော့တာဖီတို့ဝိုင်းနေဝင်လာတယ်ဝင်ဝင်ချင်းမှာပဲဝိုင်းဝင်ဝါမှာဖဏောင်း၃ချက်ပေါက်ပြီးတော့မှအထဲကိုဆက်ပြီးတော့ဝင်လာခဲ့သူရဘသူကမှသတိမထားမိလေသူကလည်းခက်တီတီ သူများအိမ်ရှိစီကိုရက်လိုက်တာနဲ့အိမ်ထဲစီကတာဖေးရဲ့မကြီးမဆန်အိုဟိတန်ကြီးကထွက်ပေါ်လာ။ဟေအော်တန်ကြောင့်အိမ်ဘဝစီမှာလူသူတွေယုံစုယုံစုဖြစ်သွားလိမ့်။သူကအားလုံးအနောက်ကနေခုံဆွခုံဆွပြုံနေအိမ်ထဲကိုချောင်းကြည့်တော့အရှိကလူရဲ့တင်ပါကိုအုံးလက်မြင်းကသွားထောင်းပြီ။မကြီးမချမ်းတဲ့နောက်ကိုလှဲ့ကြည့်တော့သူယူမြင်ပြီးတော့လန့်ဖြန်သွား။သူကဒါအောင်မြင်ပြီးတော့ဆက်ဖြီးဖြစ်သွားကာ။ဟေးထိမှာဘာဖြစ်လဲ။မသိဘူး။သူမိလိုက်တဲ့သူကစကားကိုခက်ပြက်ပြက်ပြောပြီးတော့နေရာကနေဖဲခွာသွားတယ်။ သူကနောက်တရားစီကိုကတ်သွားပြီးတော့ထပ်မေးတာဖီဘာဖြစ်မှမသိသတိလင့်နေလို့ဗျဒီချိန်လူကကောင်းကောင်းဖြေပြီးတော့သူကသဘောကျသွားပြီးတော့အနားကိုကတ်လိုက်ပြီးတော့ဒီလိုလေတန်းနဲ့အဲ့လူသားကိုဒေါ်ဖားစိန်ကြီးလက်ပြချိုးလိုက်တာကွယ်ငါသူတို့လေးသူ့ကိုကယ်ပေးနိုင်နေဟမ်သူစီကမထင်မှတ်ထားတဲ့စကားကြောင့်တစ်ဖက်ကလူကြောင်အန်းသွားလိမ့်သူလေးဗျလက်ပံမင်းကြီးစီမှာချုပ်ကန်ထားရတယ်ဒီတနေ့ညလုံးမှပြန်မခေါ်နိုင်သူ့ရဲ့လူသားဘွားလေးဇက်သိမ်းသွားရလိမ့်မယ်ကွယ် ဇဗူဒီပါလက်ဟာတောင်ကျွန်းဩဘာနမိထုံးခလေးသဘင်သူယူဒီသုံးစကားကထူးထွေစမ်းပြကိစ္စများတွက်ကနမိတပောင်ဖြစ်သတ်မှတ်တတ်ကြလို့တစ်ဖက်လူကတွေးမိသွားမယိုးရင်ကသူတို့နှစ်သားလေးသူ့လိပ်ပြောင်တခဏပြန်ဆွဲခေါ်ပြတခဏပဲရမယ်နော်ချုံတောင်ခံနာမှုကြားပြန်ခေါ်ပြီလို့မရဘူးခေါ်ခြင်းလက်မှတ်မင်းကြီးစီကိုသွားရလိမ့်မယ်သူကပြောပြီးတာနဲ့မြတ်ဝန်းဆောင်ကိုမှိတ်လိုက်ပြီးတော့တာဖီလူသားထားစီစမ်း သူရွေးအာနာဆက်ပါတဲ့မိန်မေးတန်အဆုံးမှာအိမ်မော်စီမှာဆက်ဆိုင်ဖြစ်နေတာပြားဝုန်းနေထထိုင်လာတယ်။တော်ပါစေတော်ပါစေကျုပ်ကျုပ်ကိုလက်ပံမေးပါ။တာပြားစကားကိုအလောက်သာပြောနိုင်ပြီးတော့ဘိုင်းကနေပြန်လဲကြတာအရင်တိုင်းဆက်ဆိုင်ဖြစ်သွားခဲ့ပါ။ထူးဆန်းမေးဟေးဆရာထူးရောက်နေဖဲတာဖဲတာသဲလူတွေရုပ်သေးဖြစ်ကုန်ပြီးတော့သူယူကိုဝိုင်းပြီးတော့ကြည်ကုန်ကြ။မိဘကလည်းအိမ်ပေါ်ကနေဆင်းလာခဲ့။ဆရာရေကိုတာပြေးကိုကယ်ပေးပါဦး။ ငိုဒူးထားပြီးတော့မိဘကိုပြောလာသူကမိဘကောင်းအသားရပုတ်လိုက်ပြီမပူနဲ့ငါသူတော်နှစ်သားလေးကေတင်ပေးမှာပေါ့နေတက်ရေတက်စနေသားတောက်တာငါသူတော်သားလေးကိုရှာဖွေပေးပြီတော့သူရဲ့စကားဆုံးလူအုပ်ထဲကလူတောက်ထွက်လာခဲ့ကျုံနာမည်တက်ခါဗျာနေတက်ရေတက်စနေသားပါပဲနေကြောက်တက်သလားမကြောက်တက်ပါဘူးဒါဖြင့်ဓမ္မတချောင်းယူပြီးငါသူတော်နှစ်သားလေးနဲ့လိုက်ခဲ့ကြည်သူကပြောပြတာနဲ့လက်ပံမင်းရှိရရွာအရှိတ်ဘက်စီကိုဥတီလို့ထွက်ခွာသွားခဲ့ပါတယ် လက်မမင်းကြီးစီကိုစနေသားတက်ခါနဲ့ရွာဦးသားတို့ရောက်လာတော့သူကလက်မမင်းကြီးကိုလက်ရရည်ရစ်ပိုင်နဲ့သူတို့နားမလည်နဲ့မန္တန်တပုတ်ကိုအချိန်ချင်းရွတ်ဆိုနေလေတယ်။လူကြီးကခလန်းလန်းစီရောက်တော့ကြမ်းပြီးတော့တက်ခါတယောက်သားရှေ့ဆက်ပြီးလက်မမင်းကြီးစီကိုလာခဲ့လိုက်။ကျုပ်ရောက်ပြီရှာ။ငါသူတို့နှစ်သားလေးလို့ခေါ်သားမှာကွယ်။သူကဒီစကားဟောသားပြောပြီးတော့မန္တန်ကိုရွတ်ပြီးတော့ထပ်လို့ပတ်နေ။တက်ခါသူလှုပ်တာကိုစောင့်ကြည့်နေတယ်။လက်မမင်းကြီးကတဝင်းလှုပ်ခတ်လာပြီးတော့ကိုင်းခတ်တွေကလုံလုံလှုပ်ရှားလာတယ်။ တဟီဟီနဲ့ညီးတန်လို့လို့အော်တန်လို့လို့အတန်တွေလည်းပြူလီဒီဖေဖေတွေကိုကြည့်ပြီးတော့အကုန်လုံးတုံလှုပ်ကုန်ကြလက်မမင်းကြီးကတော့နေရာကနေယုံကြွားပြီးထွက်ပြေးတော့မယ်အလားပဲတက်ခါဗျာနသားလေးနသားလို့ခေါ်ခံရမလို့သူကပြောသွားခဲ့ပြောလေနသားလေးအော်ဟုတ်တာငါတို့လေးစိတ်ပျော်သွားတယ်ပြောမယ်ပြောမယ်အောင်နမောဗုဒ္ဓတာအောင်နမောဓမ္မတအောင်နမောတန်ခတ်တာလို့ဆိုပြီးတော့လက်မမင်းကြီးရဲ့လူတက်စာအမြင်ကနေ ပတ်လေကိုဓာတ်နဲ့လိုက်ခုတ်ချီသွားတခါလဲသူဦးတင်ပေးတဲ့အတိုင်းရွတ်ဆိုပြီးလက်ပတ်မင်းကြီးကိုဓာတ်နဲ့ခုတ်ပါတော့တယ်ဓာတ်တစ်ချက်ခုတ်လေတိုင်းလက်ပတ်မင်းကြီးကလူကြီးတန်လေးလိုထွက်ပေါ်လာသလိုဓာတ်ခုတ်ရာစီကလည်းတွေးတီထွက်လာခဲ့တခါလဲလူငယ်တန်တန်မမာဆိုတော့လက်ပတ်မင်းကြီးကိုတခဏတွင်းပတ်ချလဲခုတ်တာပြီးစီးလို့သူကလည်းတခါလုံးပုံတွေသူမနိုင်ရွတ်ပြီးတားထားတဲ့စီးရဲ့ပတ်ချလဲကလည်းခုံဆွိုင်းနဲ့လိုက်လံကြည့်တခါရင်နောက်ဆုံးဓာတ်ချက်လက်ပတ်မင်းကြီးကအာကနေမချိမဆန်ဟေအော်တန်ကြီးထွက်ပေါ်လာကား ုံကြီးနဲ့ဘင်းတစ်ခုလို့ဟုတ်ကနေငြိမ်ကြသွားပါတော့တယ်။ကဲအားလုံးပြီးဆုံးသွားခဲ့ပါပြီ။တာဖေလူသားတို့သူ့အိမ်မှာသတိပြန်ရနေလောက်ပြီးသွားကြည့်ကြတော့ကဲငါတို့နဲ့သားလေးကိုလေသွားခွင့်ပြကြအောင်။သူကလူအုပ်ကြီးစီကိုလှမ်းပြီးတော့အော်ပြောလိုက်။ပြီးတော့လက်ပံမင်းကြီးအောက်စီကနေပဲတောင်ဘက်ဆူးဆူးစီကိုအုံးလက်မြင်းကိုခုံပေါက်စီးနှင်းလို့ပြေးထွက်သွားတယ်။စာတင်ပြေးထွက်ချိန်သူပါးစပ်စီကတစုံတစ်ခုသောစကားကိုတက်ခါကြားလိုက်မိတယ်။ ။ဘိုးစကြရေလူချင်းတထောင်စားပြီးမိစားပြီးပြောင်းလဲမယ်။မယ်ဦးကြီးရဲ့ကိစ္စကိုတော့သူတော်ဖြေရှင်းပြီးခဲ့ပါပြီဗျ။အဲ့ဒီလိုအတန်းကို တက်ခါကြားလိုက်မိတာပါလေတဲ့။ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေတင်ဆက်ပေးခဲ့တာကအယူသူတော်နဲ့ရွာဦးထိတ်ကလက်ပံပင်ဇလန်ပဲဖြစ်ပါတယ်ခင်ဗျ။အောင်းဒီဒီမှာလည်းအယူသူတော်ဇလန်လေးကိုဆက်ပြီးတော့တင်ဆက်ပေးသွားအောင်ပါ။ဒါကြောင့်လောင်းနာစင်အားပွေးပြုလို့တပါးလေးဖိတ်ခေါ်ပါစီဒီနေ့မှာချင်းမင်းနာစင်ခဲ့တဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ